။ဒဇင်ပြိတ္တပေါ်မင်္ဂလာပါ။မေလ19ရက်နေ့မှမေလ25ရက်နေ့ထိခုနှစ်သောတောင်းမြတ်အတွက်တပတ်အတွင်းလုပ်ငန်းဆောင်တာများနဲ့ကောင်းချီးဆိုခြင်းဆောင်ရွက်ဆောင်ရွက်များကိုဘားဆရာကြီးဒေါက်တာမင်းသိန်းခိုင်ဤစနစ်အတိုင်းကျွန်တော်ဆရာသိန်းတဲ့ဆိုမှတဲရော့ပြင်သေးစိတ်တွက်စစ်ပေးထားပါသည်။တနင်္ဂနွေတောင်းမြတ်များဒီရက်တွေအတွင်းမှာမတင်မကျကိစ္စလေးတွေများနေပါလိမ့်မယ်။ဟိုအလိုရောတော့မလိုလိုဒီအလိုရောတော့မလိုလိုနဲ့အခြေအနေကုန်နေတတ်ပါလေငွေကိစ္စပစ္စည်းကိစ္စအယောင်းဝယ်ကိစ္စတွေမှာလည်းတိလွဲလေးတွေလွဲနေတတ်ပါလေ ဘာမဆိုခေါင်းအေးနဲ့ဆုံးဖြတ်တဲ့အချိန်ဖြစ်ပါတယ်။စက်တူကိစ္စစာကြောလုပ်ငန်းတွေအောင်မြင်ပါလိမ့်မယ်။စိုင်းတစ်အိမ်တစ်နေရာတစ်ကိစ္စတွေလည်းအောင်မြင်ပါလိမ့်မယ်။အဖို့တန်စက်ပစ္စည်းအိမ်တော်ပရိဘောဂပစ္စည်းတွေဝင်လာပါလိမ့်မယ်။မထင်မှတ်ဖဲနဲ့နိုင်ငံခြားလူမျိုးခြားအဆက်အသွယ်အကူအညီကောင်းတွေပေါ်လာတတ်ပါတယ်။အောက်လက်ငယ်သားတွေကြောင့်ဆိတ်ရှုပ်ရတတ်ပါတယ်။အနီးကပ်လူရင်းတွေကတစ္ဆာဖောက်တာမျိုးလည်းခံရတတ်ပါတယ်။လူမင်္ဂလာကိစ္စ၊မြေကိစ္စ၊ဖုန်းကိစ္စများအဆင်ပြေမှုတွေများနေပါဦးမယ်။ အိမ်တော်ရှင်များပြည်လည်မှုတွေရရှိပြီးချစ်သူကြီးစားများဆွေမျိုးကဝင်ရှုပ်လာတတ်ပါတယ်။စကားတွေရှုပ်လို့လည်းရှင်းရတတ်ပါတယ်။ကျမ်းမာရေးအနေနဲ့ကတော့ခြေရောက်ခါပိုက်ကျမ်းမာရေးဂယူဆိုင်ဖို့လိုပါတယ်။ဒီတစ်ပတ်မှာကံကောင်းစေတဲ့ခဏန်းတွေကတော့၃ခဏန်း၉ခဏန်းပဲဖြစ်ပါတယ်။ညံနာတွေပြပြောက်ပြီးကောင်းနာတွေပူကောင်းလာစေဖို့အတွက်မိတ်ဆွေများကိုစီချက်ခောက်ဆွဲဒါနပြုလုပ်ရင်းလိုရာစုတောင်းလိုက်ပါ။မိတ်ဆွေတို့ခက်ခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟုကျွန်တော်ကောင်းစွာယုံကြည်ပါသည်။ တင်းလာသားမျိုးများဒီရက်တွေအတွင်းမှာအဖက်ဖက်ကခွင်းလန်းကောင်းတွေပေါ်လာပါလိမ့်မယ်။အလုပ်တွေချဲ့တဲ့တိုးတဲ့အချိန်မြင့်တဲ့ကာလာလေးဖြစ်ပါတယ်။ကန်တရားကကိုကိုမျက်နှာသာပြည့်တဲ့ကိမျိုးဖြစ်ပါတယ်။ငွေရွှေမလိမ့်မယ်။ရွှေကန်လေးလည်းကောင်းနေပါလိမ့်မယ်။အမှုပညာအလုပ်အလှကုန်ကားကြောက်ကွန်ပျူတာကင်မရာလုပ်တွေမှာကျိုးမြတ်တွေရရှိနိုင်ပါတယ်။ဆက်တူကိစ္စစာချုပ်ကိစ္စတွေတော့တည်ထားဖို့လိုပါတယ်။ကိုတိုးတဲ့အောင်မြင်လာတဲ့ပုံမှာလည်းမနာလိုအပြန်ဆိုင်တွေပေါ်လာတတ်ပါတယ်။တမင်ရန်စနှောက်ရတာမျိုးလည်းခံရတတ်ပါတယ်။အမှုလည်းပတ်တတ်ပါတယ်။ ပြည်တွင်းပြည်ပခီးတွေမရေမယဖြစ်တတ်ပါလေ။အောက်လက်ငယ်သားတို့အကျိုးပေးမဲ့အချိန်တော့ဖြစ်ပါလေ။အိမ်တော်ရှင်များစိတ်ဝမ်းခွဲရတက်ပြီးချစ်သူကြီးသားများတရင်ကောင်းကြားရပါလိမ့်မယ်။ခီးကောင်းတွေလည်းကြုံပါလိမ့်မယ်။ကျမ်းမာရေးအနေနဲ့ကတော့စီးမျက်စိတွားသွေးဂရုစိုက်ဖို့လိုပါလေ။ဒီတစ်ပတ်မှာကံကောင်းစေတဲ့ကဏ္ဍတွေကတော့နှစ်ကဏ္ဍလေးကဏ္ဍပဲဖြစ်ပါလေ။ညံနာတွေပြပြောပြီးကောင်းနာတွေပူကောင်းလာစေဖို့အတွက်ဖျားရင်မြင်တော်ပေါ်မှာတန်ရှင်းရဲ့ကုသိုလ်ပြုလုပ်ရင်းလိုရာစုတောင်းလိုက်ပါ။ မိတ်ဆွေတို့ခက်ခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟုကျွန်တော်ကောင်းစွာယုံကြည်ပါသည်။အင်္ဂါသားမျိုးများတရက်တည်းတွင်မှမိကောင်းဆရာကောင်းတွေတွေ့ပါလိမ့်မယ်။ပညာရေးကိစ္စ၊သင်တန်းကိစ္စ၊စာမွေးကိစ္စတွေထူးပဲကောင်းပါလိမ့်။စက်တူကိစ္စတွေလည်းအောင်မြင်ပါလိမ့်မယ်။စောကျိုးချောမဲ့ကိစ္စတွေလည်းအဆင်ပြေပါလိမ့်မယ်။ပြည်ရင်းပြပခီးကောင်းတွေကြုံနိုင်တဲ့ချိန်လည်းဖြစ်ပါလိမ့်။ငွေကန်လေးလည်းကောင်းနေပါလိမ့်မယ်။ဘာသာရေးလုပ်ငန်းတွေဖျားဖူးခီးတွေလည်းပေါ်လာတတ်ပါလိမ့်။ အလူတန်းမင်္ဂလာကိစ္စတွေနဲ့ပတ်သက်ရတတ်ပါတယ်။အောက်လင်ငယ်သားကိစ္စ၊ထဲထီးဖနက်လျှက်စစ်ကိစ္စ၊အိညာကိစ္စတွေမှာတော့ဆန္ဒမစိုးတင်အသေးပါဘူး။စက်ပစ္စည်းဆိုင်ငန်း၊မြေမွေဖုန်းကိစ္စများအချို့ပြေအောင်မြင်မဲ့ချိန်ဖြစ်ပါတယ်။အိမ်တော်ရှင်များချစ်သူကြီးစားများအဆင်မပြေမှုလေးတွေဖြစ်ပြီးမှပြေလည်သွားနိုင်ပါတယ်။ကျမ်းမာရေးအနေနဲ့ကတော့လေထိုးလေအောက်နှလုံးဒူးနာဂယူဆိုင်ဖို့လိုပါတယ်ဒီတစ်ပတ်မှာကံကောင်းစေတဲ့ခဏန်းတွေကတော့ကိုးကနန်းငါးကနန်းပဲဖြစ်ပါတယ် ညံနာရီပြပြောက်ပြီးကောင်းနာရီပူကောင်းလာစေဖို့အတွက်မိဘဆရာသမားတို့ကိုစေဝါလှူဒန်းရင်းလိုရာစုတောင်းလိုက်ပါမိษွေတို့ခက်ခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟုကျွန်ုပ်ကောင်းစွာယုံကြည်ပါသည်ဗုဒ္ဓဟူးသားများဒီရက်တွေအတွင်းမှာအဖက်ဖက်ကကန်စာတာပွင့်လန်းနေပါလိမ့်မယ်လုပ်ငန်းစည်းဝါးတွေကိုအရှိန်မြင့်ပြီးတော့လုပ်တင်ပါတယ်လုပ်ငန်းတက်နေရာတက်အစပြုခြင်းတွေလည်းကောင်းနေပါတယ်ရက်ဝေးပြပခီးကောင်းတွေကြုံမဲ့ချိန်တွေဖြစ်ပါတယ်ရက်ဝေးကစားငွေအဆက်အသွယ်အကူအညီကောင်းတွေလည်းရလာတတ်ပါတယ် မရင်းဆရာရင်တို့ရဲ့အထင်မြင်လွဲမှားခြင်းကိုတော့ခံရတတ်ပါလေ။မြေမွေဖုံးကအထဲလျှက်စိတ်ကိစ္စတွေမှာအနှောက်ရှက်အထင်ငော့တွေများနေပါလိမ့်မယ်။တစ်တန်တို့ရေထွက်ကုန်အတီးနှံခီးသွွားလုပ်ငန်းတွေအောင်မြင်မှုကြီးတွေရရှိနိုင်ပါလေ။သူတစ်ပါးရဲ့ပြဿနာမှာကြားညက်ဖြစ်ရှင်းရတတ်ပါလေ။စက်တူကိစ္စများမတင်မကျဆုံးဖြတ်ရခက်နေပါလိမ့်မယ်။ချစ်သူကြီးသားများအိမ်တော်ရှင်များနားလည်မှုလွဲတက်တဲ့ကာလလေးဖြစ်ပါလေ။ကျမ်းမာရေးနေနဲ့ကတော့1 by ဥကောင်းအကျော့အစ်ဂယုဆိုင်ဖို့လိုပါလေ။ ဒီတစ်ပတ်မှာကန်ကောင်းစေတဲ့ကဏ္ဍတွေကတော့၃ကဏ္ဍ၄ကဏ္ဍပဲဖြစ်ပါတယ်။ညံနာရီပြပြောက်ပြီးကောင်းနာရီပူကောင်းလာစေဖို့အတွက်နွမ်းမသူတို့ကိုမွေးငါဒါနာပြုလုပ်ရင်းလိုရာစုတောင်းလိုက်ပါ။မိတ်ဆွေတို့ခက်ခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟုကျွန်တော်ကောင်းစွာယုံကြည်ပါသည်။ကြာသာပရိသတ်မျိုးများဒီအတွက်မှာနာမည်ကုန်သတင်းတက်ဆရာတွေကြုံပါလိမ့်မယ်။ရာထူးနေရအခွင့်အရေးတွေလည်းကြုံရတတ်ပါတယ်။ နိုင်ငံခြားလူမျိုးခြားနဲ့ပတ်သက်တဲ့အလုပ်တွေအကျိုးထူပါလိမ့်မယ်။ခီးကောင်းတွေလည်းတွားရတတ်ပါလိမ့်မယ်။အလူမင်္ဂလာစီစဉ်တွေလည်းအောင်မြင်မှုရရှိပါလိမ့်မယ်။အထက်ထီးဖက်တပ်ပုံ၊ကာကြော့၊ကွန်ပျူတာ၊လျှက်စစ်ပစ္စည်း၊ကင်မရာလုပ်ငန်းတွေအကျိုးပေးမဲ့ခြင်းဖြစ်ပါလိမ့်မယ်။အိမ်အဆောက်အဦကိစ္စတွေလည်းအောင်မြင်ပါလိမ့်မယ်။ဆက်တူကိစ္စ၊ရွှေကိစ္စ၊ငွေသားကိစ္စ၊မိသားစုကိစ္စတို့အတွက်တော့စိတ်ရှုပ်ကောင်းစားရတတ်ပါလေ။ငွေကိစ္စတွေအောင်မြင်ပါလိမ့်မယ်။လုပ်ငန်းတွေတိုးချဲ့တဲ့အချိန်လေးဖြစ်ပါတယ်။ ခြေသူကြီးသားများအတွက်ဂျီနူးဘေယာတွေဟာအထူးပဲတွေ့ကြုံနိုင်ပြီးအင်တော်ရှင်များအတွက်တော့တကြက်ကြက်ဖြစ်ရတတ်တဲ့ဂိမ်းမျိုးဖြစ်ပါတယ်။ဂျမ်းမာအီနေနကတော့အာယုံကျော်ရှင်ဘက်ဝမ်ဘိုက်ဂယူးဆိုင်ဖို့လိုပါတယ်။ဒီတစ်ပတ်မှာကန်ကောင်းစီတဲ့ကနန်းတွေကတော့ရှစ်ကနန်းကိုးကနန်းပဲဖြစ်ပါတယ်။ညံနာတွေပြပြောက်ပြီးကောင်းနာတွေပူကောင်းလာစေဖို့အတွက်ခလေးများကိုခဲတံလှူဒန်းရင်လိုရာစုတောင်းလိုက်ပါ။မိတ်ဆွေတို့ခက်ခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟုကျွန်ုပ်ကောင်းစွာယုံကြည်ပါသည်။ တောက်ကြတောင်းမြင်များဒီရက်တွေအတွင်းမှာစိတ်လီစိတ်နှခွဖြစ်စရာတွေစုံမြတ်ခက်တာတွေကြုံရတတ်ပါတယ်။စိတ်ဆစ်ရှိခေါင်းရထားပြီးတဏှာမြင်မြင်လှုပ်တဲ့ကိမျိုးဖြစ်ပါတယ်။အထင်လွဲဆွဆွဲခံရတာပြဿနာချညက်တာမျိုးတွေကြုံရတတ်ပါတယ်။နေရထိုင်ခြင်းအစာဥကိစ္စတွေမတင်မချဖြစ်နေပါလိမ့်မယ်။ပြည်တွင်းခရီးဆန်းစီစေစာဆက်မှုလုပ်တွေမှာအလွဲချော်များနေပါလိမ့်မယ်။မြေအမွေဖုံပညာရေးအထက်ထိပ်ပနတ်တပ်ပုံလျှက်စစ်ပစ္စည်းလုပ်ငန်းတွေမှာတော့တိုးချဲ့ပြီးလုပ်ကင်တင်ပါတယ်။ အလုပ်တွေလုပ်ရပြီးငွေမျိုးနေတတ်တဲ့ကိမျိုးလေးဖြစ်ပါတယ်။ဝန်တန်း၊ယာတူနိုင်ငံခြားကိစ္စတွေမှာတော့အထူးပဲကောင်းပါတယ်။အိမ်တော်ရှင်များအချစ်သူကြီးစားများအနေနဲ့လမ်းခွဲရမတက်ဖြစ်တာခွဲခွာနေရတာမျိုးတွေလည်းကြုံရတတ်ပါတယ်။ကျမ်းမာရေးနေနေကတော့အကျော်အစ်စ်အစာမဆေးမှသွားသွေးယူဆိုင်ဖို့လိုပါတယ်အထူးသဖြင့်ကတော့စိတ်ကြောင့်ကျမ်းမာရေးညံ့တတ်ပါတယ်ဒီတစ်ပတ်မှာကံကောင်းစေတဲ့ကဏ္ဍတွေကတော့ငါးကဏ္ဍတုံညကဏ္ဍမျိုးဖြစ်ပါတယ် ညံနာတွေပြပြောက်ပြီးကောင်းနာတွေပူကောင်းလာစေဖို့အတွက်မိတ်ဆွေများကိုမုတ်တီလှူဒန်းပြီးလိုရာစုတောင်းလိုက်ပါမိတ်ဆွေတို့ခက်ခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟုကျွန်ုပ်ကောင်းစွာယုံကြည်ပါသည်စနေသားမျိုးများတရေတွေအတွင်းမှာအဆဆအရာရာတတိကြီးစွာထားဖို့လိုပါတယ်ရံပတ်လေဝိုင်းတလို့လေဖြစ်နေတတ်ပါတယ်ပြဿနာကြီးတွေတစ်ခုပြီးတစ်ခုရှင်းနေရတတ်ပါတယ်ကိုယ်ကိစ္စမဟုတ်ရင်လေသူတစ်ပါးကိစ္စမှာကြားညက်တတ်ပါတယ်ခီးကန်လွန်ကောင်းတဲ့ချိန်တော့ဖြစ်ပါတယ်အဝေးကလည်းအကူအညီကောင်းတွေရလာတတ်ပါတယ်အင်္ဂိစ ိုးတန်ပစ္စည်းရောင်းဝယ်ရေးကိစ္စတွေအောင်မြင်ပါလိမ့်မယ်။အိမ်ဆောက်ပစ္စည်းအုတ်တက်တန်တွတ်အသီးနှံရေထွက်ကုန်ခီးသွွားလုပ်ငန်းတွေအချိုးပေးမဲ့ခြင်းဖြစ်ပါတယ်။မြေအမွေဖုန်ပညာရေးကိစ္စများဆုံးဖြတ်ရခက်နေပါလိမ့်မယ်။အင်တော်ရှင်များအတွက်အင်တော်မေရဲ့သတင်းကောင်းတွေကြားတက်ပြီးချစ်သူကြီးသားများအတွက်ကတော့ဝေးလီကောင်းလေးဆိုတဲ့ကိမျိုးဖြစ်ပါတယ်။ကျမ်းမာရေးနေနဲ့ကတော့စီးမျက်စိနားနှာခေါင်းအစာအိမ်ဒုက္ခပေးတတ်ပါတယ်။ဒီတစ်ပတ်မှာကံကောင်းစေတဲ့ကဏ္ဍတွေကတော့၄ကဏ္ဍ၃ကဏ္ဍပဲဖြစ်ပါတယ်။ ညံနာတွေပြပြောက်ပြီးကောင်းနာတွေပူကောင်းလာစေဖို့အတွက်မြမသူများကိုစီလူတန်းပြီးလိုရာစု တောင်းလိုက်ပါမိဆွေတို့ခက်ခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟုကျွန်တော်ကောင်းစွာယုံကြည်ပါသည်ခொနည်းတောင်းပြီးပြစ်သက်ပေါင်းစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေရဲ့လို့ဗတ်ဆရာကြီးဒေါက်တာမင်းတိန်ခိုင်ပြင်းဖြစ်တော့ကျွန်တော်ဆရာသိန်းထိုက်ဆိုးမှဆုတောင်းမြတ်တာပို့တာလိုက်ပါသည်